ီစားရဲ့တဲတဲလုံးချစ်ခံရတဲ့သူတွေစားတဲ့ငါးလေးတုတ်စားကြမယ်။ခွန်ရှစ်ကအဲဆွန်းမို့တကောင်အပိုယူယူလာပေးတဲ့ငါးကိုတိကြတာ။ဒီနေ့တော့ယူလီယာကဇကားချီပီတဲ့ကအရန်စားချင်နေတဲ့အဲ့ဒီငါးချောက်လေးကိုမိခင်မီတုတ်စားမှာဖြစ်ပါတယ်။ပထမဆုံးငါးချောက်တွေကိုစားပေါ့အောင်ရေစိမ်ပေးထားပါတယ်။ပြီးရင်တော့မီအေးအေးနဲ့กินပေးပါတယ်။ငါချောင်းလေးတွေကိုမွှင်းလာတဲ့အထိกินပေးပြီးအယောင်လေးပြောင်းလာရင်ကြက်ပါပြီနော် ငချောင်းနဲ့သွဲသုပ်ဖို့အစာပလာလေးရဖြစ်တဲ့နနံမင်းကျွတ်တုံမြိတ်ငယူသီးစိန်ဗမာကျွတ်တုံနီဦးအသေးတွေကိုရိတ်ရိတ်လေးတွေလှီထားပေးပါဗျ။ပြီးရင်တော့ငချောင်းလေးတွေကိုအယိုးနှွင့်ပြီးစွမ်းနာလီထားပေးတဲ့ပကံလေးထဲမှာငားငက်ပြာရီဟင်းခတ်မုတ်ချက်သားမုတ်နဲ့နဲ့တံမြာရီညှစ်ပြီးစီထဲကတမအောင်မွေပေးရပါမယ်။ယူလီယာကတော့အတုတ်တုတ်တိုင်းမှာတံမြာခွန်လေးတွေကိုလွတ်မပစ်ဖဲနဲ့တိတိလေးတွေညှက်ပြီးထည့်ပေးပါဗျ။ အရန်ကိုမွေးလို့ထက်စာကြည့်ကြပါအောင်နော်ကိုဆိုရင်တော့တမယ်ထဲနဲ့ဟင်းဖြစ်ပြီးအသားဟင်းနဲ့မစားချင်တဲ့နေ့တွေမှာတုပ်စာလို့ရတဲ့အဲဆိုးငါးကင်တုံးလေးရပါပြီ။ငချောင်းနယ်မယ်လေးတည့်ရသူရှိရင်ကွန်မန့်မှာမိုင်းခဲ့ကြပါအောင်နော်။ဘိုင်ဘိုင်